ထိတ်တန်းကစားသမားတွေခေါ်ယူနိုင်ဖို့ United အတွက်ချန်ပီယံလိဝင်ခွင့်မလိုဘူးပရိသတ်များလုံးဝမေ့လာပါခင်ဗျာရွှေရောအိုင်မတ်ကွန်ရှီကို online အကြံကနေပြန်လဲကြိုလိုက်ပါရင်ကစားသမားတွေဟာချန်ပီယံလိကစားချင်ကြရင်ချန်ပီယံလိဖလားတွေရယူချင်ကြရင်ဒါကြောင့်ချန်ပီယံလိကစားခွင့်ရတဲ့အသင်းချန်ပီယံလိဖလားရနိုင်တဲ့အသင်းတွေကိုပဲဦးစားပေးပြီးပြောင်းရွှေ့ကြလေးရှိပါရင် လာမယ့်ရာသီဝါနာမည်တိမတ်ချက်ချောင်းတိုင်းတက်ဟောင်းချင်မင်းလေးဝင်ဝင်နဲ့လွဲချော်ခဲ့တာကြောင့်ကစားမခေါ်ယူမှုတွေမှာအခက်အခဲရှိမယ်လို့ထင်ခဲ့ရတာပါဒါအပြင်ဗနာရေးကြက်တဲမှုတွေကလည်းရှိနေသေးတာကြောင့်ထိတ်တဲကစားသမားတွေ United ကိုလာရောက်ဖို့အဖြစ်နိုင်တော့ဘူးလို့ပြောဆိုသုံးသပ်မှုတွေရှိခဲ့ပါတယ်တကယ်တမ်းပြောင်းရွှေ့စတင်တဲ့အချိန်မှာတော့ United ဟာအဲ့ဒီထင်မြင်ချက်တွေယူဆချက်တွေကိုရိုက်ချိုးပြခဲ့တယ်လို့ကစားမကောင်းနေထိတ်တဲကစားသမားတွေကိုခေါ်ယူဖို့အတွက်ချန်ပီယံလိဝင်ခွင့်မလိုအပ်ဘူးဆိုတာကိုတက်တည်ပြလိုက်ပါတယ် United ဟာပြောင်းရွှေ့ဈေးကွက်ဆက်ဆဖွင့်ခြင်းမှာပဲဝူအသင်းရဲ့ဘရာဇီးကွင်းလည်တိုင်းစီကစားမမာတီယက်ကွန်ညာကိုခေါ်ယူနိုင်ခဲ့ပါတယ် ယူနိုက်တက်အကူညာအတွက်ကစားမရဲ့စာချုပ်ပြင်သိမ်းခြင်းပေါင်62.5ငါးတန်းကိုပေးချေခဲ့ရပြီး9နှစ်တန်းရှိတဲ့စာချုပ်ကိုချုပ်ဆိုသွားမှာဖြစ်ပါတယ်။ကွန်ညာပီကနေရာဒီလုံးကပရီးမီးယားလိမာကိုပေါင်ဝင်ပတ်သက်မှု23ချိန်ဒီပြုလုပ်ထားနိုင်တဲ့စွမ်းဆောင်ရည်မြင့်ကွင်းလယ်ကစားမတစ်ယောက်ဖြစ်ပါတယ်။ဒါပြင်ယူနိုက်တက်ဟာဘရန်ဖို့တိုက်စစ်ကစားမဘရိုင်ယန်အန်ဘူမိုကိုခေါ်ယူဖို့လဲပုဂ္ဂိုလ်ရေးအရာသဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပါတယ်။ယူနိုက်တက်အနေနဲ့အမ်ဘူမိုအတွက်ပြောင်းရွှေ့ခြင်းပေါင်၄၅တန်းအပိုဆူခြင်းပေါင်၅တန်းနဲ့ Brandford ထံပထမအကြိမ်ကမ်းလှမ်းခဲ့ပေမဲ့ပေးချခြင်းတော့ခံရရပါတယ်။ဒါကြောင့်ဒုတိယအကြိမ်အဖြစ်ပြောင်းရွှေ့ခြင်းပေါင်၅၅တန်းအပိုဆူခြင်းပေါင်၈တန်းရှိတဲ့ ်ပေါင်တန်း60နဲ့ပတ်ကင်းနဲ့ထပ်မံကန်လဲလိုက်ပါတယ်။ Brentford ဘက်က MMO အတွက်ပေါင်တန်း60ဝင်းကျင်အလို့ရှိနေတာကြောင့်မကြခင်အပြောင်းရှိခဖြစ်မြောက်ွယ်ရှိနေပါတယ်။ MMO ပြီးခဲ့တဲ့ရာသီမှာတွင်းကို20ထိတွင်းယူနိုင်ခဲ့ပြီး Premier League မှာသူ့ထက်တွင်းကိုများတာဆိုလို့လီဗာပူးတိုက်စစ်သားမှာမိုဟာမက်ဆာလန်မြူကာဆင်ကအီဆန်နဲ့မန်စီးတီးတိုက်စစ်မှာဟာလန်တို့သာရှိလာတာဖြစ်ပါတယ်။ Brentford လိုလည်းအတင်းမှာကစားနေပြီးတွင်းကို20ထိတွင်းယူသွားနိုင်နေဆိုတာက MMO ရဲ့အစွမ်းဆောင်ရည်ကိုမှန်းဆလို့ရနေပါပြီ။ဒါပြင်အခုမှဒီကစားသမားလေးဟာအသက်25နှစ်ပဲရှိသေးတာကြောင့်ကစားမဘဝအကောင်းဆုံးချိန်ကိုရောက်နေခဲ့တာလည်းဖြစ်ပါရင် ီကစားမနေ့ဟာပြီးခဲ့တဲ့ရာသီကဂိုးပောင်ရင်ပတ်သက်မှု48ဂိုးတိရှိလာခဲ့ပြီးဒါဟာ United ရဲ့ပြီးခဲ့တဲ့တရာသီလုံးသွင်းယူခဲ့တဲ့ဂိုးထက်တောင်ပိုများနေသေးတာပါ United ဟာအန်ဘူမိုကိုညာရုကိစ္စတွေကိုအပြီးတက်ပြီးတာနဲ့တိုက်စစ်မှုတရားကိုခေါ်ယူသွားအောင်မှာဖြစ်ပါရင်ဒီအတွက်လည်းအစင်းသိရှိနေပြီး Sporting တိုက်စစ်မှုဗီတာဂျိုဂရီယက်ကဦးစားပေးဖြစ်ပါရင်ဂျိုကာရက်ကိုရိုင်းကလည်း United ကိုပြောင်းရွှေ့ဖို့အတွက်လမ်းဖွင့်ပေးထားပြီး MOR နဲ့လည်းခုချိန်ထိအဆက်အသွယ်ရှိနေစေဖြစ်ပါရင် ဂျိုကာရာစပိုတင်အတွက်နောက်ဆုံးနေရာဒီမှာတရားနှစ်ပွဲကစားပေးထားပြီးသွင်းကို69ဂိုးထိရရှိထားပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကဥရောပရှင်ပလန်စုမှာ MBA ရဲ့နောက်ဒုတိယနေရာမှာရပ်တည်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါရောမှဂျိုကာရာဟာ MBA ထက်ဂိုးပိုသွင်းထားနိုင်ခဲ့တာဖြစ်ပြီးပေါ်တဂီလိကရမှတ်3.5အမှတ်ဖြင့်မြောက်တာကြောင့်ရှင်ပလန်စုနဲ့လွဲချော်သွားခဲ့တာဖြစ်ပါတယ်။ဒီကစားမအသုံးအောင်စလုံးအောင်ထိတ်တန့်အဆင့်ခြေစွမ်းကိုပြသနေသလိုကစားမပွားအကောင်းဆုံးအချိန်တွေကိုရောက်ရှိနေကြသူလည်းဖြစ်ပါတယ်။ဒါအပြင်ဥရောပဝင်ခွင့်ရရှိထားတဲ့အသင်းကြီးတွေရဲ့စိတ်ဝင်စားကမ်းလှမ်းချက်တွေကိုရရှိထားတာတော့မှ ဘာဥရောပဝင်ခွင့်မှမရရှိတဲ့ United အသင်းကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါရင် United ရဲ့အပြောင်းအလဲစိတ်ကတည်းကလှုပ်ရှားမှုတွေကဒီလောက်နဲ့ပဲရပ်တန့်သွားအောင်မှမဟုတ်ပါဘူး United အနေနဲ့အငှားထွက်ကစားနေတဲ့ Sancho, Rashford, Anthony တို့ကိုရောင်းထုတ်သွားပြီးနောက်ထပ်ကစားသမားအသစ်တွေကိုလည်းထပ်မံခေါ်ယူအားဖြည့်သွားအောင်မှဖြစ်ပါရင် United စီဘယ်ကစားသမားတွေထပ်မံရောက်ရှိလာအောင်မလဲပရိသတ်ကြီးကကွန်မန့်မှာဝင်အောင်ဆွေးနွေးပေးသွားလို့ရပါတယ်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီကိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ